ဝိပဿနာဘာကြောင့်ရှိရတာလဲလို့မေးရင်ဂတိမြဲဖို့အတွက်ဝိပဿနာရှိပါတယ်အဲ့တော့ပုရုဇဉ်အဖြစ်နဲ့သိရင်ဂတိမမြဲလို့အရိယာအဖြစ်နဲ့သိမှဂတိမြဲမှာဒါဆိုရင်ဝိပဿနာရှိတဲ့အလုပ်ဒီဘာအလုပ်လဲလို့မေးရင်ပုရုဇဉ်နေကနေအရိယာနေတို့တက်လှမ်းတဲ့အလုပ်ဒီဝိပဿနာအလုပ်အရိယာအဖြစ်နဲ့အနည်းဆုံးသုလန်းတောတာပံအရိယာအဖြစ်နဲ့သိမှကိုယ့်ရဲ့ ဒီဝါနဲ့နဘဝဖြစ်မဲ့ဂတိဟာမြဲမြံသောဝါလွတ်ပြီးနှက်ပြီးပြမပြီးအပေလေးပါလွတ်တဲ့ဂတိကိုရမှာဖြစ်တယ်ဆိုတဲ့ခါကျတော့ဒါတို့ဝိပဿနာရှုတာဒီဘာဝဖြုတ်ရမှာလဲလို့မင်းဒိဋ္ဌိဖြုတ်ရအဲ့တော့ဒိဋ္ဌိကလည်းဘယ်မှာကတ်တာများလဲလို့မင်းဒိဋ္ဌိကခန္ဓာမှာကတ်တယ်အဲ့ဒီခန္ဓာမှာကတ်တဲ့ဒိဋ္ဌိတဲမှာမှဝိညာဉ်နဲ့ခန္ဓာမှာပို့ပြီးတော့အကတ်များတယ်ဒါကြောင့် ငါမြင်တယ်ငါကြားတယ်ငါနမ်းတယ်ငါစားတယ်ငါလှုပ်တယ်ငါရတယ်ငါစိတ်ဆိုးတယ်ငါဒေါသထွက်တယ်ဆိုတာတွေဟာဝိညာဉ်နဲ့ခန္ဓာမှာကပ်တာဒါဆိုရင်ဝိပဿနာရှုတဲ့ယောဂီများတွေမတိမဖြစ်လိုအပ်တဲ့အကြောင်းတရားကဒိဋ္ဌိဖြုတ်ပဲအဲ့တော့ဒိဋ္ဌိဖြုတ်နည်း၃နည်းမှာညာဏပရိညာကဆရာကနားလည်အောင်လို့ယောဂီကိုသင်ပေးရတယ်တိရဏပရိညာကယောဂီကဒိဋ္ဌိဖြုတ်နည်းကိုနားလည်သွားပြီဆိုတဲ့နောက်မှာကိုယ်တိုင် သွားရင်လိုင်းနေရင်ထိုင်ရင်လျှောင်းရင်ရမ်းရင်အလုပ်တစ်ခုကိုလုပ်ရင်းနဲ့တိဒနာပညာဖြစ်နေပွားရအဲ့လိုပွားပြီးတော့မှဒိဒနာပညာရဲ့အဆုံးမှာဒုက္ခရဲ့အဆုံးကိုမြင်လိုက်တာကြတော့မဟာနာပညာအဲ့ဒါကြတော့ဓမ္မရဲ့အလုပ်ပဲကိုနဲ့တော့မဆိုင်တော့ဘူးကိုနဲ့ဆိုင်တာကကိုတိုင်ပွားဖို့ပြီးတော့ကိုတရားနာဖို့နန်းကြောင်းမှန်ရင်ဓမ္မကနေပြီးတော့ဆောင်းပြီးတော့ပို့မှာကဓမ္မရဲ့အလုပ်ပဲအဲ့တော့ဒိဋ္ဌိကိုခွာကြပါတော့ဆိုရင်ဘလို့ခွာမလဲလို့မေးရင်လက်ကံရဒိဋ္ဌိကိုအရင်ဆုံးခွာပါ တက္ကရာဒိဋ္ဌိပြုတ်ထန်တဲ့တစ်ပြိုင်တည်းခိုင်နေမြဲတော်တော်ယူတဲ့တတ္တရဒိဋ္ဌိငါသိရင်ဘာဖြစ်ဘယ်ရောက်ရောက်ဘာပဲဖြစ်နေနေနောက်ကောင်းတော့နောက်ကောင်းနောက်ကိုပဲလို့ယူတဲ့ဥစ္စေတာဒိဋ္ဌိမှားယွင်းစွာကိုယ်ွယ်တတ်တဲ့သီလပရပရမတ္တဒိဋ္ဌိခန္ဓာကိုယ်ဟာအကြောင်းကျိုးလို့နားမလည်တဲ့အခါကျတော့တန်တရားဝစီကိစ္စဒီတရားတွေဟာအကုန်လုံးကိုဆင်ပါတယ်အဲ့ဒါကတက္ကရာဒိဋ္ဌိကိုကောင်းကောင်းကြီးနားလည်တဲ့ပုဂ္ဂိုလ်အတွက် တက္ကရာဒိဋ္ဌိကိုကောင်းကောင်းနားလည်ပြီးတော့ဖြုတ်ထားတဲ့အသိဉာဏ်နဲ့ဖြုတ်ထားတဲ့ပုဂ္ဂိုလ်အတွေ့ရနိုင်တဲ့အကျိုးတရားဆိုတော့ဒိဋ္ဌိမပြုတ်ဖက်တဲ့တရားထိုင်နေဘာဖြစ်လဲလို့မင်းကုသိုလ်တော့ရမယ်သို့တော့နိဗ္ဗာန်မရအောင်ဘာလို့လဲဆိုတော့အားနေတဲ့ဝိပဿနာဖြစ်နေတော့အဲ့တော့အားကြီးတဲ့ဝိပဿနာသည်ဒိဋ္ဌိကိုအတိညာနဲ့ခွာပြီးတော့ရှုတဲ့ဝိပဿနာမှသာလျင်အာကြီးတဲ့ဝိပဿနာအာနေတဲ့ဝိပဿနာကြတော့ဒိဋ္ဌိကိုအတိညာနဲ့ခွာပြီးတော့မရှုဘဲနဲ့ရှုနေတော့ ဝိပဿနာဒီအားနေတဲ့ဝိပဿနာဒီနေရာမှာဝိပဿနာရှုတဲ့နေရာမှာအချိန်နေဘဏ္ဍာရီဘဏ္ဍရဲ့ဒါတွေကိုသတ်မှတ်ပြီးတော့မထားဘူးသို့တော်များများထိုင်နိုင်နေကောင်းလေပါအဓိကအချက်ကတော့တတိပညာဥသိတာပိုကောင်းပါလေအဲ့တော့အခုအလုံးလုံးနေတဲ့အချိန်မှာဝိပဿနာရှုမဲ့ယောဂီများတွေကအခုဖြစ်တယ်အခုပြတ်တယ်ဆိုတာကိုသိရင်ရပါပြီအဲ့တော့ အဲ့ဒါကိုဆရာတော်ဘုရားကြီးကမဟုတ်ဆရာတော်ကြီးကတော့စောင့်ဖန်းလို့ပြောတယ်စောင့်တာကတမာတိတော့တမာတိတမာဝါယမတမာတိတမာတမာတိဟာစောင့်တာဖန်းတာကတမာဒိဋ္ဌိတမာသင်္ကပ္ပဒါကြောင့်စောင့်ဖန်းဆိုတော့စောင့်နေတာကတမာတိအနေနဲ့တမာတိထူထောင်ရင်းနဲ့ပေါ်ရခန္ဓာကိုရှုဖို့အတွက်စောင့်နေတာအဲ့ဒါကိုပေါ်ရခန္ဓာဒုက္ခသစ္စာပါပဲလို့ဖန်းတာဒီအဲ့ဒါရှုလိုက်တာ ။ဘာနဲ့ရှုတာလဲလို့မင်းပညာနဲ့ရှုတယ်။တမာတိမဲခင်အသုံးပါးကစောင့်သမား။ပညာမဲခင်နှစ်ပါးကဖန်သမား။အဲ့ဒီနှစ်ခုနဲ့ပေါ်လာတဲ့ခန္ဓာကိုရှုရင်အာကြီးတဲ့ဝိပဿနာဒါဆိုဟုတ်ပြီ။တက္ကံဒိဋ္ဌိဖြုတ်ကြတော့။တက္ကံဒိဋ္ဌိဟာမကြောင်တက္ကံဒိဋ္ဌိလို့ခေါ်တာလဲလို့မင်းတန်တော်ကာယောတက္ကံယောတန်တော်ထင်ရှားလို့ထင်ရှားစွာဖြစ်တဲ့ကာယောကာယတက္ကံယသလိုနာက နာကောမှာထင်းထင်းရှားရှားပေါ်လာတဲ့ဓမ္မမှန်သမျှဒီတက်ကကြဒီအခုမြင်နေတဲ့ခန္ဓာကြီးဟာအထက်တက်ကကြဝိပဿနာရှုမဲ့ပုဂ္ဂိုလ်ကြတော့ပြဉ္ညတ်တိန်တစ်ပတ်တော်အိဋ္ဆာတိအာကာရေနဝိဝိဒံပတ္တိတိဥပဒနာဝိပဿနာရှုမဲ့ပုဂ္ဂိုလ်ကြတော့ပြဉ္ညတ်ကိုရှုရမှာမဟုတ်ဘူးသဘေတော်ဟာပညာကိုကျင်၍အနိစ္စတိခန္ဓာရဲ့ဖြစ်ပျက်ကိုမြင်အောင်ကြည့်တာတည်းဝိဝိဒံပတ္တိတိဝိပဒနာဝိပဒနာသမားက အခုရှုမဲ့တက္ကရာဒိဋ္ဌိကိုဖြုတ်ပြီးတော့ရှုမဲ့ဝိပဿနာသမားကြတော့သူကဖောက်ပြန်တယ်ဆိုအထင်အနေနဲ့ဖောက်ပြန်တာမဟုတ်ဘူးသဘောအနေနဲ့ဖောက်ပြန်တာအဲ့ဒီသဘောအနေနဲ့ဖောက်ပြန်တဲ့ခန္ဓာကိုရှုရဝါဖြစ်ပျက်ကိုရှုရဝါရုပ်ကိုရှုရမယ်ဝါနံကိုရှုရမယ်ဆိုတော့ဒါကအခုကြားတယ်ဆိုကြားတဲ့သဘောလေးဟာကိုကိုဝဲဝဲမဟုတ်ဘူးတင်းတင်းရှားရှားကြားတယ်အဲ့ဒီကြားတာကိုငါကြားတယ်လို့ယူလိုက်တာကဒိဋ္ဌိတော့ကြားတော့ကတက္ကရာ ငါကြားတယ်လို့ယူလိုက်တာကဒိဋ္ဌိပေါင်းလိုက်တော့တက္ကာယဒိဋ္ဌိမြင်နေတယ်နမ်းနေတယ်စားနေတယ်အဲ့ဒါဒီအားလုံးငါကြားတယ်ငါမြင်တယ်ငါစားတယ်လို့ယူလိုက်ရင်အဲ့ဒါတက္ကာယဒိဋ္ဌိပဲ။အော်လောဘဖြစ်တယ်ဆိုငါစိတ်တူလိုက်တာ။ဒေါသဖြစ်တယ်ဆိုငါစိတ်တူလိုက်တာ။လောဘဖြစ်တယ်ဆိုငါတားလိုချင်နေတာပဲရအောင်လုပ်မယ်ကြိုးစားမယ်ဆိုတာအဲ့ဒါတွေဟာတက္ကာယဒိဋ္ဌိပဲ။ဒါကြောင့်ဝိညာဉ်နဲ့ခန္ဓာမှာဒိဋ္ဌိအများဆုံးကတ်တယ်လို့ဆရာတော်ကြီးတွေနဲ့ဆရာတော်ကြီးတွေဆရာဆရာကြီးတွေကဒီလိုမျိုးဆုံးမှာတော့မဟုတ်လေ။ဆိုတဲ့အခါကျတော့ အောင့်နေဆိုငါအောင့်နေလို့ယူလိုက်တာဟောအောင့်တာကတက်ကာယငါအောင့်နေလို့ယူလိုက်တာကဒိဋ္ဌိတက်ကာယဒိဋ္ဌိ ခန္ဓာကိုယ်ထဲမှာရားနေတာကတက္ကာယငါရားတယ်လို့ယူလိုက်တာကဒိဋ္ဌိပေါင်းလိုက်တော့တက္ကာယဒိဋ္ဌိဒီလိုပဲမြင်တာကြားတာနာနာစားတာတွေငါမြင်တယ်ငါကြားတယ်ငါနာတယ်ငါစားတယ်လို့ယူလိုက်တာကတက္ကာယဒိဋ္ဌိမြင်တော့ကြားတော့နာတော့စားတော့ကတက္ကာယဘာလို့တက္ကာယလဲလို့မင်းထင်ရှားလို့တက္ကာယငါမြင်တယ်ငါစားတယ်ငါလုပ်တယ်လို့ယူလိုက်တာကဒိဋ္ဌိပေါင်းလိုက်တော့တက္ကာယဒိဋ္ဌိဒါဆိုဟုတ်ပြီဝိပဿနာရှုမဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီဒိဋ္ဌိကိုဖျောက်ရွှေ့မယ်မြင်တယ်ဆိုရင် မြင်စိတ်မြင်စိတ်ဟာဝိညာဉ်နဲ့ခန္ဓာစားတယ်ငါစားတာ ကောင်းလိုက်တာကောင်းတာကဝေဒနာခန္ဓာငါစားနေတာကိုသိနေတာကဝိညာဉ်နဲ့ခန္ဓာအဲ့မှာငါမပါအောင်ဖြုတ်ရဆိုတော့မြင်တယ်ဆိုလို့ရှိရင်မြင်စိတ်ကြားတယ်ဆိုရင်ကြားစိတ်လောဘပေါ်လာတယ်ဆိုဩထာလောဘစိတ်ပါပဲဒေါသပေါ်လာတယ်ဆိုဩဒေါသဒေါသစိတ်ကလေးပါပဲလို့သိလိုက်တာကတက္ကရာဒိဋ္ဌိကိုဖြုတ်လိုက်တာဘာနဲ့ဖြုတ်တာလဲလို့မင်း အသိဉာဏ်ညာတပရိညာနဲ့ဖြုတ်လိုက်တာဝင်ထဲမှာဒေါသစိတ်ကလေးပေါ်လာတယ်။အော်ဒေါသစိတ်ပါလာလို့ဝင်ထဲမှာဒေါသစိတ်ကလေးဝင်ထဲမှာဒေါသစိတ်ကလေးအဲ့တော့ဧကံစိတ်တံတမာယုတံစိတ်ဟာနှစ်မျိုးမဖြစ်ဘူးတဏှာနဲ့ထဲမှာနှစ်မျိုးပြန်ပြီးဖြစ်တဲ့အတွက်ဒေါသစိတ်ကလေးဟာဝင်ထဲမှာပေါ်လာတယ်။အော်ဒေါသစိတ်ပါလာလို့သိလိုက်တဲ့အတွက်ငါစိတ်တူတယ်ဆိုတော့တက္ကရာဒိဋ္ဌိကိုပယ်လိုက်တာ။အော်ဒေါသစိတ်ကလေးဟာ ဖြစ်ပြီးရင်ပြတ်တာပဲလို့တိလိုက်တာကနောက်ကနေရှုလိုက်တာအဲ့တော့ဒေါသစိတ်ပဲလို့တိတော့ကတမထဖြစ်ပြီးပြတ်တာပဲလို့တိလိုက်တာကဝိပဿနာအဲ့ဒီဝိပဿနာတည်ဘာကိုဖြုတ်ရှုတာလဲလို့မင်းရင်တက္ကရာဒိဋ္ဌိကိုဖြုတ်ပြီးတော့ရှုတဲ့ဝိပဿနာမဟုတ်လို့အာကြည့်တဲ့ဝိပဿနာဒါဆိုရင်အချိန်နေနိုင်တွေမိနစ်တွေနေရာတွေစွဲမနေပဲစိုင်းမနေပဲနဲ့ခန္ဓာကိုယ်ထဲမှာဗေဒမပေါ်ပေါ်ဒါတက္ကရာတရားပဲ ။ဟောမြင်တာဒီလဲတက္ကရာတရားပဲ။ငါမြင်တယ်လို့လိုက်တာကဒိဋ္ဌိပေါင်းလိုက်တော့တက္ကရာဒိဋ္ဌိ။ဒါသောပြီးဝန္ဒနာရှုလို့ဆိုမြင်တယ်ဆိုမြင်စိတ်မြင်စိတ်လို့သိလိုက်တာကတက္ကရာဒိဋ္ဌိကိုပယ်လိုက်တာ။မြင်စိတ်ကလေးကမြင်ပြီးတဲ့ခဏမှာပဲချုပ်သွားပါလို့သိလိုက်တာကဒိဋ္ဌိကိုဖြုတ်လိုက်တာ။ဘာနဲ့ဖြုတ်တာလဲလို့မေးရင်ရှုနေရင်တော့အတိညာဉ်နားထောင်နေရင်တော့အတိညာဉ်နဲ့ဖြုတ်တာ။အခုတရားနာနေတဲ့ဆိုရင်တော့ဒါအတိညာဉ်နဲ့ဖြုတ်တာ။အေးအဲ့ဒါကိုကိုကတကယ်ခန္ဓာဝဉာဏ်ရောက်ပြီးတော့ရှုလိုက်ရင်တော့ အဲ့ဒါဒီညတပရိညာအပွားညာနဲ့ရှုလိုက်တာဒါဆိုဟုတ်ပြီသာသနာ၃ရက်မှာဒီတရားကိုနားနေတဲ့အချိန်ကဒီပရိယတ်တီသာသနာဒီတရားနားတဲ့အတိုင်းခန္ဓာကိုယ်ထဲမှာဖောက်ပြန်တာဟုတ်တာပဲလှုပ်ရှားနေတာရုန်းကန်နေတာတက်ကံရတယ်ပဲလို့သိပြီးတော့ရှုလိုက်တာကပရိပတ်တီအဲ့လိုရှုလိုက်တဲ့အတွက်ဒိဋ္ဌိ၃မျိုးစတဲ့သမုဒိယသစ္စာသိလိုက်တာကပတိဝေ တ်လေရှုတဲ့ယောဂီများတချို့ကြတော့ရှုနေရင်လည်းမောလာတယ်တချို့ကြတော့လေတောင်ပြောက်သွားတယ်ဒီလိုပြောကြတယ်အဲ့ဒါကလှုပ်ရှုနေလို့ပါဒါကြောင့်ဝင်လေထွက်လေကိုလှုပ်မရှုပါနဲ့လှုပ်ရှုလို့ရှိရင်မောသွားတတ်တယ်တဘာဝအတိုင်းပဲရှုပါဘဝရှုနေတဲ့အတိုင်းပဲနောက်ကနေလိုက်တည်ပြပါဩဒါဝင်လေပါလားဒါထွက်လေပါလားကြောင်ဝင်လေးပါလားထွက်လေးပါလေးဆိုတာလည်းယုတ်တရားနာသီးဝါလည်းယုတ်တရားနောက်ကနေလေးလေးပဲယုတ်ပဲတိနေတာက နန္တရာပေါင်းလိုက်တော့ဝင်လေထွက်လေဟာငါမဟုတ်ဘူးယုံနဲ့နံပါလားလို့သိလိုက်တယ်။အော်ယုံနဲ့ဟာလည်းအကြောင်းကျိုးပါလားလို့သိလိုက်တော့အကြောင်းတရားပေါ်ဉာဏ်ရှင်းရင်ဝိသိကိစ္စသိတယ်။အကျိုးတရားယုတ်တရားရဲ့အပေါ်အမှန်တိုင်းသိတော့တက္ကာယဒိဋ္ဌိပြုတ်တယ်။ဒါကအတိညာဉ်နဲ့ပြုတ်တယ်။အပေါ်ဉာဏ်နဲ့ကြတော့ရှုနေတဲ့လေးလေးဟာရှုလို့ပြီးရင်ပြတ်သွားတာပဲ။ ော်ပြည့်ရင်ပြီးရောလားပြတ်သွားတာလားမဟုတ်ဘူးယောဂီတို့ပြည့်ရင်နောက်တခါနောက်တခါလေလေးတခုအစားထိုးတာဒါဆိုရင်အဖြစ်ကိုသိရင်အုပ်စေတာဒိဋ္ဌိသင်တယ်အပြက်ကိုသိတော့တတရဒိဋ္ဌိစဒါဆိုရင်ဝင်လေထွက်လေမှာကိုကအုပ်စေတာတတရစင်တယ်ဒါကြောင့်ဝင်လေထွက်လေမှာအဖြစ်ကောအပြက်ကောဖမ်းနိုင်တယ်ဆိုရင်တော့ဒိဋ္ဌိ၃မျိုးပြုတ်တယ်ဒါကတော့အလုံးလုံးရင်းနဲ့ရင်းကျက်လာတဲ့ပုံကိုယ်ကြီးသိလာပါလိမ့်မယ်ဆိုတော့ အဲ့ဒါကြီးကိုမရလို့လေဝမ်းနေစရာမလိုဘူးဒီလမ်းစဉ်ဟာဒီလိုရှိပါတယ်လို့ပဲပြောပြတာဒီတိုင်းပဲသိရတယ်ဆိုတော့အဲ့ဒါဘယ်တော့ထိအောင်ကြာကြာတပြီတော့ဝင်နေထွက်လေကိုရှုရမှာလဲဆိုတော့ဟုတ်တယ်ဝင်နေထွက်လေဒီကမ္မထမ်းအနေနဲ့ပြောရင်မူလကမ္မထမ်းပဲမူလကမ္မထမ်းတစ်ခုတည်းနဲ့အလုပ်လုပ်လို့အဆင်မပြေပါဘူးအဲ့တော့နောက်ထပ်ဂျာတို့ကမ္မထမ်းကိုသင်ရပါတယ်အဲ့တော့ဝင်နေထွက်လေကိုတပြီတော့ဘယ်တော့ကြာကြာမှတ်နေရမှာလဲလို့မေးရင် ခဏိကတမာတိတဲ့တမာတိတိယုံမြဖြင့်ဝင်လေထက်လေရှုတာပါအဲ့တော့ကြာကြာကြီးရှုနိုင်တယ်ဆိုရင်လည်းကြာကြာကြီးရှုပါအဲ့တော့ဝိပဿနာစအာနာပါနာဆိုတော့ဝိပဿနာစအာထုတ်ချူခြင်းမှာဘယ်ဟာအာထုတ်ရမလဲလို့မေးတဲ့ပုဂ္ဂိုလ်များဝင်လေထွက်လေကနေစအာထုတ်တာအဲ့ဒီနေအာထုတ်ပြီးတော့ကိုတမာတိတီးလာတယ်ဆိုခဏိကတမာတိဆိုတာ7မိနစ်9မိနစ်လောက်9မိနစ်7မိနစ်လောက်ကလေးဝင်လေထွက်လေလေးမှတ်ပြီးဆိုရင်ခန္ဓာကိုယ်ထဲမှာဖောက်ပြန်လာတာလေးတွေတွေ့ရလိမ့်အဲ့တော့ ဖောက်ပြန်တာလေးတွေ့ရလိမ့်မယ်ဆိုပြီးတော့လိုက်တော့မရှာနဲ့လိုက်ရှာရင်အနတ္တာနဲ့အတ္တဖြစ်တတ်တယ်။လိုက်ပြီးတော့ရှာမရှိပါဘူး။အဲ့ဒါလှုပ်ရှုသလိုရှာရှုသလိုဒီအတ္တဖြစ်သွားတတ်တယ်။ဘုံဘုံတော့အတ္တမဟုတ်ဘူးအနတ္တဝါဒဖြစ်တဲ့အတွက်ကြောင့်တဘာဝတိုင်းဖောက်ပြန်တာကိုကြည့်ရမယ်။တကယ်လည်းဖောက်ပြန်တာကိုတွေ့ရလိမ့်မယ်။အဲ့တော့အဲ့လိုရှုနေရင်လည်းခါရတော့လကောင်းတင်မရတော့လကောင်းတခုခုနေရနားလာလာတွေ့တယ်။အဲ့လိုနားလာတယ်ဆိုရင် ဝင်လေထွက်လေကိုလွတ်ပလိုက်ပြီးတော့မူလကမ္မထံဝင်လေထွက်လေကိုမရှုတော့ဘဲနဲ့နာတဲ့နေရာလေးကိုရှုလိုက်ပါဘလို့ရှုရမလဲလို့မင်းဖောက်ပြန်တာပဲလို့ရှုလိုက်ပါဒါကာနုပသနာတိပ္ပဌံသမားအတွက်ပါဝင်လေထွက်လေကိုလွတ်ပြီးတော့အဖောက်ပြန်တဲ့နေရာလေးကိုရှုလိုက်ပါအော်ဒါဖောက်ပြန်တာပဲဖောက်ပြန်တာပဲလို့ဘသက်ကလည်းမအော်နဲ့စိတ်ကလည်းတွတ်ပြီးတော့မမှတ်နဲ့သူဖောက်ပြန်တာကိုတခြားပဲညံနေစောင့်ကြည့်ပါအော်ဒါဖောက်ပြန်တာအဖောက်ပြန်တာပဲလို့ကိုကရှုုံလေးရှိသေးတယ်တိုံလေးရှိသေးတယ် ပြက်သွားတာကိုတွေ့လိုက်တော့ဩဖောက်ပြန်တာလေမရှိတော့ပါလားအဲ့ဒီတိုင်တွေ့ရအဲ့လိုမရှိတော့ပါလားဆိုတာပြက်သွားတာဖောက်ပြန်တာလေးကဖြစ်တာမရှိတော့ပါလားလို့တွေ့လိုက်တာကပြက်တယ်ဒါအဲ့လိုပြက်လိုက်မှာဝေဒနာနေရောတာတဏှာနေရောတော့ဝေဒနာဘက်ကပြောတာဝေဒနာနေရောတာဖောက်ပြန်တာလေးပြက်သွားတယ်ဖောက်ပြန်တာလေးပြက်ဖောက်ပြန်တာလေးပြက်ကိုတွေ့မှာမက်ကမက်ကကြာမက်ကြာတယ်လို့ပြောတာသကလုံးကိုပြောတာဖောက်ပြန်တာက ီရုပ်နံကဖောက်ပြန်တာအဲ့ဒါကို နောက်ကတိတာကညံအဲ့ဒါမှာအပြက်နဲ့မက်နဲ့ကြိုက်တယ်ဖောက်ပြန်နာရဲ့အပြက်နောက်ကမက်အပြက်မက်ကြိုက်တယ်လို့ဆရာတော်ယန်ထင်းနာမှာပြောတာအဲ့ဒါကိုဝေဒနာနေရောတာတဏနေရောဝေဒနာနေရောတာညံမှာဖောက်ပြန်နာကိုသုံးမယ်ဖောက်ပြန်နာလေးချုပ်သွားပြီး ဖောက်ပြန်တာလေးချုပ်သွားတဲ့အတွက်ဒီမှာတဏှာနေရောတော့ဆိုတဏှာနေရောတော့ဆိုတဲ့နေရာမှာနေရောတာကြိုက်တဲ့ကိလေသာကိုထဲအဲ့ဒီနေရာမဲဝင်တာပဲလို့ဆရာရဲ့ဒီတိုင်းတုံးတယ်အဲ့တော့မူလကမ္မထံဂျာတုကမ္မထံတပိတော့ခန္ဓာကိုယ်ထဲမှာဖောက်ပြန်မှုတွေများနေတယ်ဗျာဘယ်ဟာရှိရမလဲလို့မေးရင်ဆရာတော်ကြီးကဒီနာမှာထင်ရှားရအောင်ရှုလိုက်ပါတယ်ထင်ရှားတဲ့နေရာကိုပဲရှုလိုက်ပါ ဘယ်နေရာထင်ရှားလဲထင်ရှားတာကိုသိတယ်အဲ့ဒီထင်ရှားတဲ့နေရာလေးကိုကိုရှိတာအော်ဖောက်ပြန်တာပဲဖောက်ပြန်တယ်လေကိုလည်းရှူကိုကလည်းကြည့်အောင်ရှိသေးတယ်သူကပြက်သွားတာမြင်ရတယ်ကိုကလိုက်ပြီးတော့အတင်းဇွတ်ပြက်နာမျိုးမဖြစ်စေဘဲနဲ့သူ့တဘာဝကိုကပြက်သွားတာကိုကိုညာနေမှာတန်းငနဲ့တွေ့လိုက်တာအဲ့ဒါကိုအပြက်နဲ့မက်နဲ့ကြိုက်တယ်လို့ပြောတာအဲ့ဒါမျိုးမှာဟိုဒီရှူလိုက်တဲ့အခါမှာဒီမူလကမ္မထံဂျာတုကမ္မထံမူလကမ္မထံကိုရရှူနာလည်းမဟုတ်ဘူး ်ကြာတော့ကမ္မထာရင်လည်းရှုနာလည်းမဟုတ်ဘူးအဲ့တော့မူလကမ္မထာဝင်နေထွက်လေရည်ရှုနေတဲ့ပုဂ္ဂိုလ်ကြာတော့လည်းရိုးသွားတာမရှုနိုင်တော့မရှုတတ်တော့ဘယ်သွားရှုရမှမသိတော့လေးဦးရတဲ့အချိန်ကြီးအများနဲ့မရှုကျင်တော့ဆိုတော့ပြောင်းလဲရှုတော့ခန္ဓာကိုယ်ထဲမှာဖောက်ပြန်လာလေးရှုလာအဖောက်ပြန်လာလေးမတွေ့တော့ဘူးမူလကမ္မထာပြန်ထိုင်လာဝင်နေထွက်လေတဲ့ဝင်နေထွက်လေရနေရှုနေရင်လည်းခန္ဓာကိုယ်ထဲမှာစစ်ခနဲ့ဆိုဒီမူလကမ္မထာလွတ်လာအဲ့စစ်ခနဲ့နာတဲ့နေရာလေးကိုအော်ဒါဖောက်ပြန်လာပဲလို့ရှုလိုက်ဆိုတော့မူလကမ္မထာဂျာတုကမ္မထာမူလကမ္မထာကိုလည်း ရှုတာလည်းအပြည့်မြင်တယ်ဓာတုကမ္မထံကိုရှုရင်လည်းအပြည့်မြင်တယ်ဆိုရင်ယောဂီဟာဒီနည်းတိုင်သွားသိကြတယ်တရားတက်လာပါလိမ့်မယ်